်မင်္ဂလာပါမျိုးတို့ရေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့အနောက်25ခုနှစ်ဂျွန်လက်ဆက်ရှယ်နေဖြစ်ပါတယ်စကိုင်းတိုင်းထီးကြိုင်မြို့နယ်တွေကရွာတရွာမှာဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖခေါင်းဆောင်တယောက်အပါအဝင်တပ်ဖွဲ့ဝင်၄ယောက်ကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးတာကြောင့်ဆန္ဒပြတာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံဒီစီကနေသိရပါတယ်ဒေသခံပကဖစခန်းနဲ့ဆက်ဆံရေးယုံဆောက်တဲ့အတွက်ကြောင့်ဖမ်းဆီးတာဖြစ်ပြီးစခန်းတိဆောက်တာတလကျော်မှအခုလိုဖမ်းဆီးခဲ့တာပါ ထီးတိုင်းမျိုးနဲ့ကန်းနေရွာမှာထီးတိုင်းပါကဖောက်အဖွဲ့ဝင်လျောက်ကို MUJMO တွေကပြန်ဖမ်းတဲ့အတွက်သူတို့ကိုထောက်ခံတဲ့လူတွေကကက်ကွက်ဆန္ဒပြနေကြတယ်အခုလိုမျိုးအန်ယူဂျီလက်အောက်မှာရှိတဲ့ PDF ဖွဲ့တွေက NUG လက်အောက်ကိုမဝင်တဲ့ local PDF ဆိုတဲ့အဖွဲ့တွေကိုအချင်းချင်းပြန်ဖမ်းပြီးဇက်သူသားစားတွေတပ်ဖြတ်နေတာတွေကတော်တော်ကြာပြီဖြစ်တယ်အဲ့ဒီကန်းနေရွာမှာကလွန်ခဲ့တဲ့နှစ်ပတ်ကကန်းနေရွာမှာပြည်ရန်လေးပြန်လေဆိုတော့မောင်းကောင်းခါလိုလိုမျိုးပေါ့နော်အခုပလဲမျိုးနဲ့ကန်တော့ရင်းစကန်ကို လက်ရှိမှာတိုက်တယ်ကျမ်းဘက်ဘက်ပေါ့အဲ့ဒီပေးရလေကျမ်းဘက်ဘက်ကသူတို့ချင်းတွင်မျိုးကိုကူးဖို့အတွက်ကန်နီရွာကရိုးစိတ်ကိုသူတို့ကရိုးစိတ်ကိုဖျက်တဲ့အခါမှာရမ်းမဲ့ပင် PDF အဖွဲကပေးရလေဆိုရင်ဘယ်သူမှဖျက်ခွင့်မပြုဘူးပေးရလေဆိုလို့ရှိရင်ဒီကရိုးစိတ်ကိုဖျက်တမ်းသွားလောက်ကမရှိဘူးဆိုပြီးတော့ဘူကြအနိုင်ကျင့်တဲ့အတွက်ရမ်းမပင် PDF ဆိုရဲအနုကြည်လောက်က PDF ဖွဲနဲ့ပြန်လေဆိုတော့အနုကြည်လောက်အကုန်မဝင်တဲ့လိုကပီဒီရဲ့အချင်းချင်းဇက်တူသားစားပြီးပြဿနာတိုက်နေကြရပါ နော်ဒီလိုကိစ္စမျိုးဆိုရင်တော်တော်များများပြည်ဖက်မိသားစုကဖုံးဖီထားကြတယ်။နောက်ဆုံးဘလို့မှဟုတ်လို့ကြောပုတ်လို့ပေါ်ဖုံးမနိုင်ဖြစ်မိရဖြစ်တော့တဲ့အခါကျမှဝန်ခံရတယ်။ဆိုတော့အဲ့ဒီရမပင်ပီဒီရဆိုတာကကျွန်မထက်ခါတခါပြောခဲ့ဘူးတဲ့ရမပင်ပီဒီရဒီဟီရိုတိုက်ကဆိုရယ်ပီဒီအဖွဲကိုပြန်တက်ပြီးတော့လူတက်မှုငားမှုစုစုပေါင်းလူ20တယောက်ကိုတက်ဖြတ်မှုအဲ့ဒီ20တယောက်ကတာမန်ရက်သားတွေမဟုတ်ဘူးသူတို့အန်ယူဂျီကိုထောက်ပို့နေတဲ့ထောက်ပို့နေတဲ့ဟီရိုတိုက်ကဆိုရယ်ပီဒီအဖွဲ အဲ့ဒီတစ်ဖွဲ့လုံးကိုပြန်တက်တဲ့အတွက်ရေမပင် PDF ကအခုလိုမျိုးလက်နက်ကင်ပြီးအနိုင်ကျင့်ပြီးလူတက်နေပါတယ်ဆိုပြီးတော့ဇာခိုင်းတိုင်းမှာရှိတဲ့ PDF 64ဝက်ကစုပေါင်းပြီးတက်တည်လုပ်ပြီးတော့ NUG ကိုတိုင်နေ NUG ကဝင်ကြီးနိုင်ကောင်းရွက်ကိုတိုင်တင်းမှုဆောင်ရဲစစ်တီးတယ်အဲ့ဒီမှာနော်တိတ်ကိုပြောပြခြင်းနဲ့အချောင်းရတခုထောက်ပြခြင်းနဲ့အချောင်းရတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါကလူတက်မှုနော်ဘူဒီဓာတ်ထုတ်တဲ့အမှုမဟုတ်ဘူး လူတက်မှုလူတက်မှုကိုတော့တစ်ခုတည်းမဟုတ်တစ်ယောက်တည်းမဟုတ်လူပေါင်း20တရာကိုတတ်တဲ့အမှု2020တရာကဖြစ်ခဲ့တယ်။အဲ့ဒါကိုရင်းမပြီးပြည်ရဲ့ကောင်းဆောင်ဘူတန်မီကပါပြောလေ။အဲ့ဒီလူတက်မှုတွေသူ့မှာအပြစ်ရှိရဆိုရင်အမှုကြီးကပြစ်ပေးတာကိုဒုက္ခမယ်တဲ့။ဒါပေမဲ့လက်ရှိအချိန်မှာတို့ဟာစစ်တပ်ကိုတိုက်ဖို့နော်တို့ပြောတဲ့မင်းအောင်လန်ကိုတိုက်မင်းအောင်လန်ကိုအော်သူအနိုင်တိုက်ဖို့ကအဓိကဖြစ်တယ်ပေါ့နော်စစ်တပ်ကိုအမြင့်ပြတ်ဖို့ကအဓိကဖြစ်တဲ့အတွက်သူတို့ຫນွေဦးတော်လန်ကြီးအောင်မြင်သွားတဲ့တနေ့ကြမှာ သူ့မှာအပြစ်ရှိရဆိုရင်အပြစ်ကိုပေးပါအပြစ်ကိုခံယူမယ်ထပ်ပြောဦးမယ် ရမပင် PDF ဖွဲကနော်လက်နက်ကိုင်းတိုင်းကျင့်နေပါတယ်ဆိုပြီးတော့တခြား PDF 64ဖွဲကတက်တေလို့ပြီးတော့တိုင်နေအဲ့ဒီအမှုအတွက်သူ့မှာတကယ်လို့အပြစ်ရှိတယ်ဆိုလို့ရှိရင်တော့မာတဲ့လက်ရှိမှာသူတို့အဓိကလုပ်ရမယ်လို့ကစစ်တပ်ကိုဆရာနာရှင်စနစ်ကိုမင်းအောင်လိုင်ကိုပြုတ်တိုက်ဖို့ကအဓိကဖြစ်တဲ့အတွက်တဲ့သူတို့အဓိကရည်မှန်းချက်တွေအောင်ပြီးနေဦးတော်လန်ကြီးအောင်မြင်သွားတဲ့တနေ့ကျမှသူ့ကိုအပြစ်ပေးပါဆိုပြီးတော့အဲ့ဒီလိုပြောရဲအဲ့ဒီလိုပြောပြီးတဲ့အချိန်မှာ NUG ကကာကွယ်ရေးဒုဝင်ကြီးနိုင်ကောင်းရွက်ကလည်းအဲ့ဒီခုကိုပိတ်သိမ်းပေးလိုက်တာအခုဆိုရင်2025ရောက်လာပြီ ဒါပေမဲ့အဲ့ဒီလိုမျိုးကြီးနိုင်ငံချင်းလှုပ်တာကိုရမပင် PDF ဘက်ကစင်ကြံလားဆိုတော့မစင်ကြံဘူးအခုလိုမျိုးလေထက်ကထက်ကကြီးနိုင်ငံချင်းမှုတွေအချင်းချင်းဇက်လူသားစားရမှုတွေဖြစ်နေတယ်။ကျွန်မတော်တော်သတိထားမိရဲ့သူတို့ရှိမှာကသူတို့ဘက်မှာဘူးတီးဓာတ်ထုံးမှုမဟုတ်တဲ့လူပေါင်း20တယောက်ကိုတတ်တဲ့အမှုကိုတော့မှအဓိကနဲ့တာမညာသူတို့အတွက်အဓိကကစစ်တပ်ကိုသူတို့တိုက်ဖို့အဓိကဖြစ်နေတော့အဓိကဦးစားပေးကိုရင်လုပ်ပြီးတော့အပြစ်ရှိရဲဆိုရင်တော့နောက်တစ်ချိန်ကျမှဦးစားပေးမယ်ဆိုတာမျိုးသူတို့လှောက်ထောက်တွေ့ရတယ်။နော်ဒါကလည်းပဲ အာတတိပြုစရာချက်တစ်ချက်ဖြစ်ကျွန်မထောက်ပြရကြဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်နားထောင်ကြည့်ပါကျောင်းမဲ88မျိုးစဲငင်းချိုင်းနဲ့ပွင်လင်းလူဖွဲ့စည်းတာဝန်ခံတော်ကြီးဆွေနဲ့ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအဖွဲ့ဝင်6ဦးကိုဇွန်လ18ရက်နေ့ကလေးကပိုက်ဆံသိမ်းရာချီပြင်တခြားပစ္စည်းတချို့နဲ့အတူနံပါတ်2မြို့မှာ TNL ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဤဆက်သူတွေကလည်းသိရပါတယ်။ဗဒက်ပလောင်နှောင်းပိန်နှောင်းလို့ပြောရလိမ့်မယ်။နောက်ဖြစ်မှလည်းပဲဗဒက်တွေကိုပလောင်တွေကနှောင်းပိန်နှောင်းနှောင်းပိန်နှောင်းချရနေတာတော်တော်ကြပြီပေါ့နော်။အခုလည်းပဲထပ်ပြီးတော့ရွှေဘိုပကဖအဖွဲ့နဲ့ ရှင်းရှင်းပွင့်လင်းမျိုးဆက်ဖွဲ့ကိုပလောင်တွေကပြန်ပြီးဖန်တာတာလက်ရှိချိန်ထိဆိုရင်ဒါတပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်။ဆိုတော့အဲ့ဒီမှာတတိထားမိတာကပလောင်တွေဒီမိုးကုတ်တို့ဒီလက်ရှိမှာပေါ့နော်နောက်ဆုံးမှာတိုက်ပွဲပြင်းထန်နေတယ်ပလောင်တွေကသူများနဲ့ကွန်ဆက်ရှင်ကြီးဆိုပြီးသူတို့လုတဲ့အခါမှာမျိုးပေါင်းဆက်နေမျိုးကိုတင်နိုင်တယ်။အဲ့ဒီမျိုးပေါင်းဆက်နေမျိုးကိုတင်ဖို့အတွက်ဗဒတိကပလောင်နေအတွက်ရှေ့တန်းကနေပြီးတော့ကျွန်တော်တို့ကပူပေါင်းပါတယ်မဟာမိတ်ဖေပူပေါင်းပါတယ်เนาะ K2C ပါတို့ K3C ပါတို့ကျင်ရပြီးတော့ဝင်လိုက်ပြီးတယ်ဆိုတော့ ဲ့ဒီလိုမျိုးစားလုံးရေးစားရဲကျွန်မပြောရဲခမားတို့အတွက်ဘုချိုရေးရာခိုင်နှုန်းဘယ်လောက်ပေးမလဲခမားတို့ကကိုကန်တွေတဲ့ဝင်တိုက်ပေးရဲပလောင်တွေတဲ့ဝင်တိုက်ပေးရဲဒါဆိုလို့ရှိရင်တို့တိုက်ပွဲတွေအောင်မြင်တဲ့ခါမှာခမားတို့ NUG ကိုတို့ data မှာဥချိုရေးရာဒူဘယ်နေရာပေးမလဲဥချိုရေးနယ်မြေဘယ်နှခုပေးမလဲနိုင်ငံရေးအာမခံချက်ဘာရှိတယ်လဲနိုင်ငံရေးအပေးယူဘာရှိတယ်လဲနိုင်ငံရေးအပေးယူမရှိဘဲနိုင်ငံရေးအာမခံချက်မရှိဘဲနဲ့တိုက်ပေးတာဟာခမားတို့ကိုမျိုးစားပင်ဖြစ်လူသားတိုင်းပြန်တုံးချနေခြင်းဖြစ်တယ်လို့ကျွန်မ နိုင်ငံကြီးကထောက်ပြခဲ့တယ်။ဒါပေမဲ့အမျိုးရုပ်တွေဒီဘိုးတွေဘုံကျုံတွေကရံမမီတဲ့အတွက်ကျမရဲ့ဘီလိုပိုင်းတွေကိုဖျက်ညက်ကတ်လို့ပြီးသူဆဲယုံတဲ့ပူတဲ့အတွေးခေါ်တွေမရှိတဲ့အခါမှာလက်ရှိမှာသူတို့ဘွားဟာနင်းပြဖြစ်နေပြီးတော့ဗတ်တက်ပလောင်နှောက်ပိန်အောင်ဖြစ်နေကြတယ်။ဒီနေ့မှာကျမဒီကပြောချင်တဲ့ချက်ကရွှေဘူပါကပါနော်အရွှေဘူပါကပါအဖွဲ့တွေကိုပလောင်တွေကဖမ်းတာကကုတည်မလို့တည်ဘူး။ ဒါပေမဲ့ရှုပ်ပကဖတွေကမနေ့ချုံ29ခုနှစ်နေမှာသူတို့တင်းတန်းစင်းပွဲဆိုပြီးတော့ဒီမှာတပ်ပုံလေးတွေ့နေမယ်တင်းတန်းစင်းပွဲလုပ်တယ်အဲ့ဒီမှာရှမ်းမန်းစစ်စင်ရေးကပြန်လာတဲ့အောင်ပွဲရရှိတန်းပြန် PDF တွေကိုသူတို့ကဂုံပြုတ်ငွေချင်းမြင်ပါတယ်ဆိုပြီးအခမ်းအနားလုပ်တယ်ဆိုတော့ပထမဆုံးအာ K2C ပါ K3C ပါတက်တုံညာနဲ့ကိုဆက်စင်ကြီးကအန်လူချင်းနဲ့အတူတိုက်ပါတယ်ဆိုပြီးတော့လူလိန်လူညာတွေကအောက်ကဘုံမတိဘာမတိဗတ်တက်တွေကိုမြောက်ပြီးခိုင်းနေနောက်ဆုံးဘာမှမရတော့တဲ့အခါကျတော့ ပလောင်အတွက်သူတို့ကကျွန်တော်တို့အန်ယူဂျီကမဟာမိတ်ဖြစ်တိုက်ပေးတာပါအန်ယူဂျီအတွက်လည်းပလောင်ကမဟာမိတ်ဖြစ်ရှမ်းမန်းစစ်စင်ကြီးအမိနဲ့မန္တလေးမြို့ကိုတင်ပေးပါတော့မယ်ဆိုပြီးတော့ရှမ်းမန်းစစ်စင်ကြီးနာမည်ပေးတယ်နော်2024 17လပိုင်းမှာအန်ယူဂျီ MOD ကအမိန့်စာထုတ်တယ်အန်ယူဂျီလောက်မှာရှိတဲ့ရင်း300အကုန်လုံးပူပေါင်းပြီးတော့နော်ပလောင်တွေကသူတို့ဘက်ကကူတိုက်ပြီးတော့ရှမ်းမန်းစစ်စီရဲ့ဖြစ်မန္တလေးမြို့ကိုတင်တော့မယ်ဆိုပြီးတော့စီရင်ကြင်ကြတယ် ါ။ဒါဆိုရင်အဲ့ဒီရှမ်းမန်းစစ်စီလေးမှာပလောင်တွေကခင်ဗျားတို့အန်ယူဂျီကိုဘာတွေကုညီပြီးတော့ဘလို့စစ်ရေးကုညီပေးနေတယ်လေ။ခင်ဗျားတို့ကိုယ်တိုင်ကတစ်ခါစားလဲချီတုံးမှန်းမသိနှစ်ခါစားမှန်းချီလုံးမှန်းမသိသုံးခါစားလေးခါစားဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ချီကြိုက်လို့စားတဲ့ခွင့်ကြီးပေါ့ရောက်နေတယ်။ထိုင်းဆိုရကအမျိုးသားညီညွတ်ရေးဆိုရ NUG ကိုတရားဝင်သိမှတ်မပြုထားတာကြောင့်မြမရေးဆောင်ရွက်ရာမှာခက်ခဲမှုတွေများစွာရှိနေတယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါရတယ်။ မဲဆောက်မြို့မှာထိုင်းစစ်တပ်ရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးလာဝကတို့ပူးပေါင်းပါဝင်တဲ့တော်မော်လို့လူသိများတဲ့အဖွဲ့ဆောင်ကစီမံချက်နဲ့မြန်မာလူမျိုးတွေကိုစစ်ဆေးဖမ်းဆီးနေမှုအပေါ် NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူကအခုလိုပြောဆိုခဲ့တာပါခုရောဘသူမှလက်မခံနိုင်တော့မယ်တကယ်ကိုတေးကြသွားခဲ့ပြီ ဆိုးလွလင်တဲ့ချင်းလိုပဲအခုတော့သူမလာမခဲနိုင်တော့မယ်တကယ်ကိုတည်ကြသွားခဲ့ပြီအစရေကပြောပါရဲ့အန်နူဂျီဆိုတာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့အကြမ်းဖက်ဖွဲ့တာဖြစ်ပါတယ်နိုင်ငံတကာဖွဲ့စည်းသည့်ဥမာကမ္ဘာကုလသမဂ္ဂမှာတက်ရောက်ခွင့်ရရတယ်ဆိုတာမျိုးမှာအဲသူတို့အန်နူဂျီကပဲတရားဝင်ဖြစ်တဲ့အောင်မျိုးတွေသူတို့ဝါရားဖျန်းကြတယ်အာ ဒီလန်ငယ်ရေးခင်းကြီးနေဖြစ်တဲ့အခါမှာ ASEAN Summit တွေထိပ်သီးစည်းဝေးတွေမှာ NASA ကအစိုးရကိုမဖိတ်တဲ့အခါကျတော့ NASA ကအစိုးရကတရားဝင်မဟုတ်ဘူးဆိုတာမျိုးတွေဝါဒဖျက်ကြတယ်။အဲ့ဒီအချိန်တွေကကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်။နိုင်ငံတကာအဖွဲ့အစည်းတွေ government ကိုကြည်တာမဟုတ်ဘူး state ကိုကြည်တာဖြစ်တဲ့ဒီ state ကိုကြည်တာဖြစ်တဲ့အတွက် state actor နဲ့ national actor ကိုကြည်ပြီးတော့ဆုံးဖြတ်တာပါလို့ကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်။ တိုးတော့ NUG ရဲ့ lobby တွေက straight attack ဆိုတာဘာမှမသိ non straight attack ဆိုတာဘာမှမသိညံရင်မမီတဲ့ခါကြတော့အခုတော့ဘယ်သူမှလက်မခံနိုင်တော့တဲ့တောင်မြန်မာလွတ်တဲ့ခွေးဘွားကိုရောက်ရှိသွားပြီးဖြစ်ကြောင်းကိုယ်တိုင်ဝန်ခံလိုက်ကြဖြစ်ပါရဲ့ရှင်